ါစကားကာလတတ္တမသတင်းပတ်ရဲ့တင်းလာနေရှင်ယောဧုံဂေလိကျမ်းအခန်းကြီး16အခန်းငယ်29မှ33ဒီပြည်တော်တို့ကယခုကိုယ်တော်သည်ပုံဥပမာမဖော်ဆောင်ပဲအတိအလင်းမိန်တော်မူလေပြီကိုတော်သည်အရာခတ်သိန်းတို့ကိုတည်တော်မူကြောင်းနှင့်မြည်သူကမြကိုတော်ကိုမေးမြန်းစုံစမ်းခြင်းကား မလိုအပ်ကြောင်းတို့ကိုယခုတပည့်တော်တို့သိကြပါပြီဤအမှုရာအားဖြင့်ကိုတော်သည်ဖျားသခင်ထံမှကြွလာတော်မူကြောင်းကိုတပည့်တော်တို့ယုံကြည်ကြပါသည်ဟုပြောထားကြ၏ယေရှုကလည်းသူတို့အားယခုသင်တို့ယုံကြည်ကြပြီလောသင်တို့သည်တကွဲတပြားဖြစ်ကြ၍အသီးသီးမိမိတို့၏အိမ်တို့ထွက်ပြေးကြလျက်ငါကိုလည်း တူရဲထားရစ်ခဲ့မိအချိန်နာရီသည်ရောက်လာလိမ့်မည်ယခုပင်ရောက်လာလိမ့်ပြီတို့ရာတွင်ငါသည် တူဒီမဟုတ်အကြောင်းမူကားခမီးတော်သည်ငါနှင့်အတူရှိတော်မူသောကြောင့်ဖြစ်၏သင်တို့သည်ငါ၌ငြင်းချမ်းတရားချင်းကိုရရှိစေခြင်းကငါသည်သင်တို့အားဤအကြောင်းအရာကို ဟောပြော၏သင်တို့သည်ဤလောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ကြုံကြရလိမ့်မည်သို့သော စိတ်ပြက်အားငယ်ခြင်းမရှိကြနှင့်ငါသည်ဤလောကကိုအောင်မြင်ခဲ့လေပြီဟု မိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် be brief တတိရှိပါဆိုပြီးဒီနေ့သခင်သူကအံပေးလာတာတွေ့ရပါတယ်လက်နဲ့တက်ဆင်လိုက်တာမဟုတ်ပါဘူးသူ့ရဲ့တမန်တော်တွေကို လောကမှာရှိတဲ့အခြားသောအထောက်ပံ့တွေနဲ့ပတ်မှုလိုက်တာလည်းပဲမဟုတ်ပါဘူးသူကိုယ်တိုင်ရဲ့အောင်မြင်ခြင်းရဲ့စွမ်းအားတွေနဲ့အင်းအားဖြည့်တင်ပေးလိုက်တာဖြစ်ပါတယ်အတွင်းသက်အားကို မြင့်တင်ပေးလိုက်တာပဲဖြစ်ပါတယ်ဒါတွေမကသေးဘူးဝိညာဉ်တော်ကိုယ်တိုင်ကိုလည်းပဲပါစကားအဖြစ်ပြက်တွေပြီးတဲ့နောက်မှာဆေလွတ်ပြီးသူတို့ရဲ့အတွင်းသက်ကိုခိုင်မာတောင်းတင်းစေမှလည်းပဲဖြစ်ပါတယ် စိန်ဂျောနဲ့အသောအနှုံးရလောကဆိုတဲ့အရာဟာနှဆိုးနဲ့မကောင်းမှုအပြည့်အနောင်ဖွဲ့ကြေးကျွန်းဒီရာတွေပဲဖြစ်ပါတယ်နိုင်ငံတော်ဖျားသခင်နိုင်ငံတော်ကို အမြဲရံပြုနေတဲ့အန်ဒီယာပေးနေတဲ့ဖြိုဖျက်ဖို့ကြိုးစားနေတဲ့အင်အားစုကိုရည်ညွှန်းခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီရဲ့သူ့ရဲ့အောင်မြင်မှုဆိုတာဟာဒီရာတွေအားလုံးကိုအောင်မြင်လိုက်တဲ့အရာပဲဖြစ်ပါတယ်ကောင်းမှုကိုအမြဲတည်း 6လက်နေတဲ့ဒီအရာတွေကိုအောင်မြင်လိုက်ခြင်းပဲဖြစ်ပါတယ်။လောကရဲ့ကြောက်စရာကောင်းတဲ့အင်အားစုတွေအခေယစုရဲ့မြေကြီးပေါ်ကအသက်တာကိုအဆုံးသက်စေတဲ့တကယ်ရက်ဆက်ကြမ်းကြုတ်တဲ့ကမ္ဘာရဲ့အမှောင်ဆုံးလောကရဲ့အမှောင်ဆုံးအချိန်ကိုဖျားသခင်ဟာသူ့ရဲ့ချစ်ခြင်းမေတ္တာညီသက်ခြင်းနဲ့အောင်မြင်လိုက်တဲ့အောင်ပွဲပဲဖြစ်ပါတယ်။ဒီလောက်ကြီးမားတဲ့အင်အားစုမရှိပါဘူး။ဘယ်ကမ္ဘာဘယ်လောကမှာမှ ဒီလိုကြီးမားတဲ့အင်အားစုကိုဒီနေ့တမန်တော်တွေထဲကိုထည့်ပေးလိုက်ခြင်းလည်းပဲဖြစ်ပါတယ်။ဒီသူညွှန်ကြားနေတဲ့အချိန်ပြောနေတဲ့အချိန်မှာတော့အပြည့်ဝနားမလည်နိုင်ကြသေးပါဘူး။ဒါပေမဲ့ပါစကားအဖြစ်ပြက်ပြီးတဲ့အချိန်မှာဝိညာဉ်တော်လက်ခံရရှိပြီးတဲ့အချိန်မှာတော့သူတို့ဟာတကယ်ပဲတောင့်တင်းခံမာတဲ့လူတွေသခင်စုပေးတဲ့အတွင်းသက်အားနဲ့ပြည့်ဝတဲ့လူတွေဖြစ်လာပါတော့တယ်။ဒါကြောင့်ယုံကြည်သူများဟာလောကဟိုရာဒီရာကြောင့် အင်အားဖြစ်တဲ့မဟုတ်ဘဲနဲ့ဖျားသခင်ကိုယ်တိုင်ရဲ့အောင်ပွဲပါစကားရဲ့အောင်ပွဲချစ်ချင်းမြတ်တာရဲ့အောင်ပွဲနဲ့အမြဲတမ်းအင်အားဖြစ်တင်ကြမဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်ဖျားသခင်ညင်တဲ့ချိန်ကဒီဟာပဲလာပါတယ်ဒါကြောင့်တလောကလုံးအထူးသဖြင့်အခုလက်ရှိဘပါယဟမင်းကြီးနဲ့အတူအသင်းတော်ထာမသူတို့ဟာမျှော်လင့်နေကြပါတယ်ကမ္ဘာညင်တဲ့ချင်းကိုဆောင်ခြင်းပေးနိုင်လိမ့်မယ်လို့လည်းပဲ တောင်းတနေကြတာကိုတွေ့ရပါတယ်။အတိဘယ်ကတော့ဒီပုံကိုယ်တွေထာမတခြားသော လောကအရာတွေထက်နှိုင်းမြတဲ့ရှင်လို့မရတဲ့ဖျားသခင်ရဲ့အင်အားဖျားသခင်ရဲ့တကူတော်ဖျားသခင်အောင်ပွဲရဲ့ရက်လက်တွေကို ထားခဲ့ပေးတာပဲလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီအချက်တကူမူတည်ပြီးအင်အားယူရမှဖြစ်တယ်။အားရှိရမှဖြစ်တယ်။ဒါကြောင့်ယုံကြည်ခြင်းကိုဆက်လက်တိုးပွားစေဖို့ဆက်လက်ဆုတောင်းရင်း သခင်စုပြောခဲ့တဲ့စကားတော်တွေသူ့ရဲ့ဂရီတော်တွေပြည့်စုံခြင်းတို့ရောက်ခဲ့ပြီဆိုတဲ့အသည့်နဲ့ဆက်လက်ပြီးအာယူကြပါစို့